မြန်မာနိုင်ငံမှာအထင်ရှားဆုံးနဲ့အရေးပါဆုံးတူမြောင်ဖြစ်တဲ့တွန်တေးတူမြောင်ကိုမြန်မာပြည်အောက်ပိုင်းကိုသိမ်းယူထားတဲ့ဗြိတိရှားတို့က1683ခုနှစ်မှာစတင်ဖောက်လုပ်ခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်တွန်တေးတူမြောင်ရဲ့တပ်တန်းဟာနှစ်ပေါင်း150ကျော်လာခဲ့ပြီဖြစ်ပါတယ်။ AORI မြစ်ဟာမြန်မာပြည်အောက်ပိုင်းနဲ့အပေါ်ပိုင်းကူးတန်းသွားလာရေးနဲ့ဆက်သွယ်ရေးအတွက်အသက်သွေးကြောပမာအားထားရတဲ့ရေလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ AR မြင့်ဟာတပြည်လုံးရဲ့ထွက်ကုန်တွေကိုနိုင်ငံသားကိုတင်ပို့နေတဲ့ရန်ကုန်မြို့စီတိုက်ရိုက်ပေါက်ရောက်ခြင်းမရှိဘဲတွန်တေးတူးမြောင်းကတဆင့်သာဆက်သွယ်ကြရပါတယ်။လက်ရှိမြန်မာခေတ်ကာလမှာတွန်တေးတူးမြောင်းကိုဖျက်ဆန်းသွားလာနေတဲ့သင်္ဘောတွေဟာတနှစ်ကိုခရီးသည်သိန်းပေါင်းများစွာကုန်တန်ချိန်သန်းပေါင်းများစွာကိုတင်ဆောင်ပြီးရန်ကုန်မြို့နဲ့ AR မြေဝကျွန်းပေါ်ဒေသတွေကိုဥတဟုတ်တည်ယူပို့ဆောင်ပေးနေကြဆဲဖြစ်ပါတယ်။ ရန်ကုန်ကိုရောက်ရှိလာတဲ့မြဝကျုံမော့ဒေတာကစံစဘာငပိငချောင်းနဲ့ဒေတာထွက်ကုန်တွေဟာဒီတူးမြောင်းကိုဖြတ်တန်းရောက်ရှိလာတာဖြစ်ပြီးရန်ကုန်ကစောက်လုပ်ရေးပစ္စည်းဒီဇယ်နဲ့တခြားလူသုံးကုန်မျိုးစုံကိုလည်းဒီတူးမြောင်းကိုအသုံးပြုပြီး AR တိုင်းတခွင် ဖြန့်ရှိပေးနေစေဖြစ်ပါတယ်။1990ခုနှစ်အကျော်ကာလရန်ကုန်ပသိမ်လမ်းဖောက်လုပ်မပြီးခင်အထိ မအူပင်ကြိုက်လက်ဖြာပုံဘိုကလေးလပတ်တာ မော်လမြိုင်ကျွန်းမြောင်းမြဝါခဲမပသိမ်စတဲ့မျိုးတွေကနေရန်ကုန်ကိုလာရင်ရေလန်းတာရှိတဲ့အတွက်တွန်တေးတူးမြောင်းကိုမလွဲမသွေဖြတ်တန်းကြရပါတယ်အခုချိန်ထိလဲတွန်တေးတူးမြောင်းဟာရန်ကုန်နဲ့အေရာဝတီမြဝကျွန်းဘော်ကိုဆက်သွယ်ပေးထားတဲ့အသက်သွေးကျော်ဖြစ်နေစေပါ တွန်တေးတူးမြောင်မဖောင်းလို့မိကအထက်မြမာပြည်ကနေအေယာရီမြေကြောင်တိုင်းစုံစင်းလာရင်ရန်ကုန်ကိုရောက်ဖို့ရေလန်းနှစ်သွဲရှိပါတယ်ပထမလမ်းကြောင်းကညောင်တုံးအောင်နာမှာဘယ်ဘက်ကအေယာရီမြေခွဲတိုးမြေတိုင်း35မိုင်ပျော့ပျော့လောက်စုံစင်းလာပြီးပင်လယ်ကမ်းစမ်းမရောက်ခင်လေးမှာဝါဘလောက်တောင်မြေတဲကိုွေဝင်ရပါတယ်ဝါဘလောက်တောင်မြေတိုင်းရန်ကုန်မြေရောက်တဲ့အထိ32မိုင်လောက်စုံစင်းလာရပါတယ်တနုတ်ဖျားအနီးရောက်မှရန်ကုန်မြေအပေါ်ကိုစံတဲ့ရပါတယ် အဲ့ဒီခရီးကစုစုပေါင်းရေလန်းခရီး89မိုင်ရှည်ပါတယ်။ဝါမလောက်တော့မြေဟာရေထားရက်တွေလောက်မှပဲအသုံးပြုလို့ရတဲ့အတွက်တလမှာ14ရက်လောက်ပဲသွားလာလို့ရပါတယ်။ပြည်တိချတို့ရဲ့ AR မီသင်းမောတွေအနေနဲ့ရေထားရက်တွေမှာတော့မှရေပြည့်ချိန်တွေကိုတွက်ချက်ချိန်စားပြီးသွားကြရပါတယ်။ဒီနေရာမှာစကားမဆက်တစ်ချိန်လုံးက AR မီသင်းမောတွေဖြတ်ခဲ့တယ်ဆိုတော့ဝါဘလောက်တော့မြစ်ဆိုတာအခုကာလမှာတွားချလို့မတွေ့နိုင်တော့ပါဘူး ဘယောကပေါင်းဆောင်ရဲ့ဒံရဒံချက်တွေကြောင့်ဝါဘလောက်တော့မြစ်ဟာတေဆုံးသွားခဲ့တာ ကြာပါပြီ။73မြေပုံအဟောင်းနေမှာဒီမြစ်ကြောင်းကို အထင်ရှားဖော်ပြထားပြီးအခုခေတ် Google ဂျိုဒူးမြေပုံမှာတော့မပါတော့ပါဘူး။ 1983ခုနှစ်ကရန်ကုန်မြို့အာဇာနည်ဗိမာန်ကိုဘုံဖောက်ခွဲပြီးပြန်ဆုတ်လာခဲ့တဲ့မြောက်ကိုရီးယားတကြိုတွေဟာသူတို့ပါလာတဲ့စစ်သုံးမြေပုံအဟောင်းတွေကညွန်ပြထားတဲ့ဝါဘလောက်တောင်မြစ်ကတဆင့်ပင်လယ်ဘက်ထွက်ပြေးဖို့ကြံရွယ်ခဲ့ပေမဲ့မြေပြင်မှာအဲ့ဒီမြစ်ကိုရှာမတွေ့ပဲရွာလယ်နေတုန်းမှာရွာသားတွေရဲ့ဝိုင်းဝန်းဖမ်းဆီးတာကိုခံခဲ့ရပါတယ် ဝါဘလာတော့မြစ်ဘက်ကမသွားရင်ဒုတိယလမ်းကြောင်းနေနဲ့အသုံးပြုလို့ရတဲ့လမ်းကတော့ညောင်နှုံးမြို့နီးအေယာဝရီမြစ်မကြီးတဲ့စီးဝင်နဲ့ပန်းလိုက်မြစ်ကိုဖြတ်ပြီးသွားတဲ့လမ်းပါပသိမ်မြောင်းမြဝါခဲမာကနေလာမယ်ဆိုရင်အေယာဝရီနဲ့တိုးမြစ်စုံရကနေအထက်ကို16မိုင်ဆန်တက်ရပါတယ်ညောင်နှုံးရောက်ပြီးပန်းလိုက်မြစ်ကနေ68မိုင်ရန်ကုန်ကိုစုံစင်းရပါတယ်အဲ့ဒီလမ်းကစူးစူးပေါင်းရေလမ်းခီး74မိုင်ရှည်လျားပါတယ် ပန်းလိုက်မြေကတစ်ချိန်တုန်းကလေသင်းမောတွေဥဒဟိုဝင်ထွက်သွားလာနေတဲ့မြေတစင်းဖြစ်တယ်လို့ပြောရင်အခုခေတ်လူတွေယုံနိုင်မှုအတော်လေးခက်မယ်ထင်ပါတယ်1824အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလအတွင်းကကြီးမြတ်နိုင်ခံတပ်ကိုရှေမုံပြီးစံတက်လာတဲ့အင်္ဂလိပ်စစ်သင်္ဘောတွေကိုမြန်မာတပ်တွေကလှိုင်မြင်းနဲ့ပန်းလိုက်မြေကွာစုံအခုခေတ် FMI CD ခောက်ကွင်းနေရာလောက်မှာ viewer ကြကြတည်ထားတဲ့ပန်းလိုက်ခံတပ်ကနေ တားဆီးခဲ့ပါတယ်။ဒါပေမဲ့မြန်မာတပ်တွေရဲ့ဟန်တာမှုဟာမအောင်မြင်ခဲ့ပဲဗိုလ်ချုပ်ကော်တွန်ဦးဆောင်တဲ့အင်္ဂလိပ်ရေတပ်သင်္ဘောတွေဟာပန်းလိုက်မြစ်ကြောင်းအတိုင်းညောင်တုံးဘက်ကိုစံတက်လာနိုင်ခဲ့ပါတယ်။1852ခုနှစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာဗြိတိရှားတို့ကအောက်မြန်မာပြည်တစ်ခုလုံးကိုသိမ်းပိုက်ပြီးရန်ကုန်ကိုဗြိတိရှားမြန်မာပြည်ရဲ့မြို့တော်လုပ်ခဲ့ပါတယ်။ ဗြိတိရှအစိုးရဟာသူတို့ရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ရန်ကုန်ကိုစံစဘာအဓိက ထွက်ရာမြဝကျွန်းပေါ်ဒေသနဲ့ရှိတ်ဆက်ဖို့အတူဆုံးနဲ့ရာသီမရွေးအသုံးပြုလို့ရမယ်ရေလမ်းကြောင်းတစ်ခုဖောက်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။တွန်ဒေးမြို့နောက်ဖက်ငားမိုင်ကွာလောက်မှာရှိတဲ့တိုးမြစ်တဲ့စီးဝင်နဲ့ပတိမြဝနဲ့ရန်ကုန်မြစ်တဲ့စီးဝင်နဲ့ခနောင်တူချောင်းဖျားကိုငကိုရှိပြီးငွေပန်းစုရိုးငယ်နဲ့ဆက်ဆက်ပြီး 1683ခုနှစ်မှာတူးမြောင်းစတင်ဖောက်လုပ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကအလုသမားတွေခေါ်ယူပြီးလူအင်အားတက်တက်နဲ့ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။စတင်ဖောက်လုပ်ခါစားကတူးမြောင်းဟာရိုးချောင်းတာတာမျှတာရှိပြီးတချို့နေရာတွေမှာရေတိမ်လျက်ရှိပါတယ်။သမောကြီးတွေဝင်ထွက်သွားလာနိုင်ခြင်းမရှိသေးပါဘူး။ 1881ခုနှစ်ရောက်မှဂျီတိရှအစိုးရဟာမိုင်တိုင်း3မိုင်ခွဲကနေ17မိုင်အထိကိုအကျယ်25ပေထိတိုးရှက်ဖောက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ရေစစ်ချိန်မှာတင်မောကြီးတွေဝင်ထွက်သွားလာဖို့အဆင်မပြေတဲ့အတွက်1908ခုနှစ်မှာတွန်တေးတူးမြောင်းကိုတိုးရှက်ဖောက်လုပ်ဖို့စီမံချက်ရှမှတ်ဆောင်ရွက်ခဲ့ပါတယ်။1918ခုနှစ်မှာတော့တူးမြောင်းကိုအကျယ်180ပေ ယေဇူးအနက်၉ပေကျော်အထိတိုးချက်ဖောက်လုပ်ခဲ့ပါတယ်။ဒါအပြင်မိုင်းတိုင်း၃မိုင်ခွဲကနေရန်ကုန်မြို့အထိဖြတ်ဖောက်တူးမြောင်းလဲဖောက်လုပ်ခဲ့ပါတယ်။ဖြတ်ဖောက်တူးမြောင်းဟာစတင်ဖောက်လုပ်စဉ်ကအကျယ်ပေ၁၈၀ပဲရှိပေမဲ့ဒီအတက်ကြတွေမှာရေအားအလွန်ကောင်းတဲ့အတွက်ကဘာတွေတိုက်စားခံရပြီးတချို့နေရာတွေမှာနှစ်ဆနီးပါးကျဲလာတဲ့အတွက်ပြည်တိချအစိုးရဟာကြောက်တန်းနေနဲ့ဆယ်ဖို့တာတွေကဘာကြောက်စီတာတွေပြုတ်လုပ်ပြီးကာကွယ်ထိန်းသိမ်းခဲ့ရပါတယ် အဲ့ဒီဖြတ်ဖောက်တူးမြောင်းကြောင့်ခနောင်တို့ချောင်းအတွင်းကိုလည်းရေဝင်နေသွားခဲ့ပါတယ်1930ခုနှစ်ကစပြီးမန္တလေးကိုစံတက်မဲ့ AOR Florida Company ဘိုင်မီးသမောတွေဟာတွန်တေးတူးမြောင်းကိုစတင်အသုံးပြုခွင့်ရခဲ့ပါတယ်တွန်တေးတူးမြောင်းရဲ့အလဲကောင်လောက်မှာတွန်တေးမြို့တည်ရှိပါတယ်ဒီမြို့ကိုဆွဲပြုပြီးတွန်တေးတူးမြောင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်တွန်တေးမြို့ဟာရှေးခေတ်ကတည်းကတည်ရှိလာခဲ့တဲ့ သမိုင်းဝင်မျိုးဖြစ်ပြီးမွန်လူမျိုးတွေရှေ့မဆွာကလေးကအရှေရှနေထိုင်ခဲ့တဲ့ယဉ်ကျေးမှုအထောက်အထားတွေတွေ့ရပါတယ်။ပကံခဲမှာဒလားမျိုးလို့ခေါ်တဲ့မျိုးဟာလက်ရှိဒလားကိုပြောတာမဟုတ်ပဲတွန်တေးကိုပြောတာဖြစ်ပါတယ်။ပကံခဲမှာတွန်တေးဟာပကံဘရင်တွေရဲ့ဩဇာအောက်မှာရှိခဲ့ပေမဲ့အင်းဝခဲမှာတော့ဟန်တာရီရဲ့ပိုင်နဲ့တည်းပါခဲ့ပါတယ်။ ပြည်ထောင်အစိုးရဟာတူမြောင်အုပ်ချုပ်ရေးနဲ့အခွန်ကောက်ခံမှုအတွက် inspector တွေခန့်အပ်ပြီးစနစ်တကျဆောင်ရွက်ခဲ့ပါတယ်။တူမြောင်ရဲ့မိုင်နိုင်၃မိုင်ခွဲဖြစ်တဲ့လက်ပံကုန်းနဲ့၂၁မိုင်မှာရှိတဲ့တွန်တေးဝါမှာ အကောက်စခန်းတွေထားရှိခဲ့ပြီးကုန်တင်သင်းမောတွေကိုကုန်ကြိမ်တံတန်းလျင်ပြား၂၀နှုန်းကောက်ခံခဲ့ပါတယ်။ဒါအပြင် ယတိကျဆိုရာဟာတွန်တေးတူးမြောင်းရေရှည်တည်တတ်နိုင်မှုအတွက်ဥပဒေတွေပြဋ္ဌာန်းခဲ့ပြီးဝါဖောင်တက်ဖောင်တွေသွာလာမှုကိုကန့်သက်ပိတ်ပင်ခဲ့ပါတယ်။တူးမြောင်းတွင်သွာလာတဲ့ရေရင်တွေရဲ့အရွယ်အစားတင်ဆောင်ရမယ့်ကုန်ကြမ်းမောင်းနှင်ရမယ့်အမြန်နှုံးနဲ့လိုက်နာရမယ့်စီကံချက်တွေကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ဒီရေတိုက်စားမှုကြောင့်တူးမြောင်းကျယ်ပြန့်လာတာကိုတားဆီးကာကွယ်ဖို့ပြုပြင်ထိန်းသိမ်းမှုတွေလည်းအမြဲမပြတ်ပြုလုပ်ခဲ့ပါတယ်။ တွန်ဒေးတူမြောင်ရဲ့0မိုင်တိုင်းခဏောင်တူချောင်းနဲ့စုံတဲ့နေရာမှာရေနဲ့အိုးကြောက်ရှိပြီးတခါတရံမှာဝဲဖြစ်ပေါ်တတ်ပါတယ်တွန်ဒေးတူမြောင်ဟာဒီရေတက်ချိန်နဲ့ကြချိန်များမှာရေစီးအတော်လေးတန်တဲ့အတွက်ရေရင်တွေတတိထားမောင်းနှင်ဖို့လိုအပ်ပါတယ်အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာသက်ဆိုင်ရာက ရေချောင်းပြအမှတ်သားတွေပြသပေးထားပါတယ် 1980ကနေ1988အထိရှစ်နှစ်တာကာလအတွင်းတွန်တေးတူမြောင်အတွင်းမှာရေရင်ရှင်းရှင်းတိုက်မှုစတဲ့မတော်တဆဖြစ်မှုအကြိမ်30ခန်းဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီထဲမှာအဆိုးဆုံးက1982ခုနှစ်မှာရန်ကုန်ကနေမြောင်းမြကိုထွက်ခွာလာတဲ့တော်ဝင်သင်္ဘောနှမြုပ်မှုဖြစ်ပြီးခရီးသည်တရာကျော်အသက်ဆုံးရှုံးခဲ့ပါတယ်။ အခုခါမှာတွန်တေးတူးမြောင်းမှာကဘာပြုတ်မှုတွေရှိနေပြီးတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာတယ်လို့သိရပါတယ်။မူလစတင် ဖောက်လုံးစဉ်က ပေ180တာကျယ်တဲ့တူးမြောင်းဟာအခုခါမှာတော့တချို့နေရာတွေမှာပေ900ကနေပေ1000အထိကျယ်ပြန့်လာခဲ့ပြီဖြစ်ပါတယ်။ဒါကတော့တူးမြောင်းအတွင်းမှာရေစီးနှုန်းများလာတာနဲ့ရေရင်ရဲ့အမြန်နှုန်းပိုမိုလာတာကြောင့်လှိုင်းရိုက်တဲ့ဒဏ်ကိုကဘာတွေကပိုခံလာရလို့ဖြစ်ပါတယ်။ လူမျိုးနီးဝန်းကျင်ကျေးရွာတွေမှာလည်းရေကြီးရေရှမ်းနှမြုပ်မှုတွေပုံမုံကြုံတွေ့လာခဲ့ရပါတယ်။ရေကြောင်းသွားလာရေးမှာဂုတိုင်အုံချာနေစေဖြစ်တဲ့တွန်တေးတူးမြောင်းဘက်စုံဖွံ့ဖြိုးတိုးတဲ့ရေအတွက်2020ခုနှစ်ကကိုရီးယားနိုင်ငံအကူအညီနဲ့ဒေါ်လာ69တန်းတန်စီမံကိန်းတစ်ခုပေါ်ဆောင်မဲ့သတင်းတရကြားခဲ့မိပါတယ်။အဲဒီစီမံကိန်းမှာအဓိက လုပ်ငန်းစဉ်3ရပ်ရှိပြီးအနက်65ဘေးဒီဖြစ်ပေါ်နေတဲ့ရေနက်အိုးနေရာကိုကြောက်ဖြည့်ခြင်း ကမ်းပြိုတာဆိုးဆိုးရွားရွားဖြစ်ပေါ်နေတဲ့ဖြတ်ဖောက်တူးမြောင်းတစ်ချောက်0မိုင်ကနေ3မိုင်ခွဲအထိကမ်းထိန်လုပ်ငန်းတွေဆောင်ရွက်ခြင်း0မိုင်ကနေ9မိုင်ခွဲအထိကိုကမ်းပတ်တာများတည်ဆောက်ခြင်းစတဲ့လုပ်ငန်းစဉ်တွေပါဝင်တယ်လို့သိရပါတယ်။တိုးမြင့်တဲ့စုံနဲ့တွန်တေးဝါနဲ့ရန်ကုန်မြစ်နဲ့စုံတဲ့0မိုင်နေရာတွေမှာရေတကားတွေတက်ဆင်ဖို့လဲကိုရီးယားဘက်ကပညာရှင်တွေရဲ့အဆိုပြုချက်ထဲမှာပါဝင်ပါတယ်။ အခုချိန်မှာတော့အဲ့ဒီစီမံကိန်းဟာအကောင့်ထဲပေါ်ပြက်သလားပလုံသွားပြီလားဆိုတာတော့အတိအကျမပြောတတ်ပါဘူးခင်ဗျာကာလန်ခီးတွေပေါ်လာပြီမဲ့တွန်တေးတူးမြောင်းဟာကုသန်းရောင်းဝယ်ဖောက်ကားရေးမှာဒီနေ့အထိအေးပါနေစေဖြစ်ပါတယ်ကိုလိုနီခေတ်ကငွေကျပ်103သိန်းအကုန်ကျခံဖောက်လုပ်ခဲ့တဲ့တွန်တေးတူးမြောင်းဟာ ရန်ကုန်နဲ့မြဝကျွန်းပေါ်ကိုဆက်သွယ်ပေးထားတဲ့အဓိကအသက်သွေးကျော်ဖြစ်နေစေဖြစ်ပြီးနေ့စဉ်တွန်တေးတူးမြောင်းကိုဖြတ်သန်းသွားလာနေတဲ့တင်မော်အစင်းကြီး160ကျော်ရှိပါတယ်။အေယာဝတီတိုင်းဘက်ကညာိတ်တင်မော်တွေနဲ့လာတဲ့ခီးသည်တွေဟာစီးလာတဲ့တင်မော်တွန်တေးတူးမြောင်းရဲ့မိုင်တိုင်း3မိုင်ခွဲလောက်ရောက်ရင်တိုင်ပင်ထားစရာမလိုပဲအေယာကကမန်းကရန်ထပြီးအေယာသိမ်းကြသွားတိုက်ဖီလိန်ပြင်စင်တာတွေလောက်ကြပါတယ်။ တွန်တေးဒူးမြောင်းနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အတွေ့အကြုံလေးတွေအမှတ်တရဖြစ်စရာလေးတွေရှိခဲ့ရင်လည်း comment မှာပြောသွားပေးခဲ့ပါအောင်မြေဝကျုံးမော်သားတွေအတွက်ကတော့တွန်တေးဒူးမြောင်းနဲ့ပတ်သက်ပြီးလူတဦးစီတိုင်းမှာအမှတ်တရလေးတွေတစ်ခုစီရှိနေကြမှာပါ